ဆိုင်သူဆရာကြီးမောင်စိန်စံတေကုံကုတ္တယူရေးတာပေးထားပါတော့ကြောက်တဲ့ချင်းအမျိုးမျိုးအတွက်လေးစားပစ်စရာမလိုပဲခွဲစိတ်ချင်းမှလွကင်းစေတော့ဓာတ်စာဆေးစွမ်းအမခန်းလိုမြည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်ဒီမဲ့ကုတ်လူတို့ကြောက်မှန်လို့ကတော့ဘာကြောက်ပဲဖြစ်နေပါစေပေါင်နာမုံဘူးတဲ့ထဲလို့ရအောင်ကိုမှုန့်သွားစီရမယ် လေးစားပြည့်စင်ရလည်းမလိုဘူးခွဲစိတ်စရာလည်းမလိုသေးဘူးဗျာစာရေးသူမြို့နယ်စာရေးဆရာအသင်းရဲ့ရုံခံအဝါကိုရောက်မှကြားလိုက်ရတဲ့ဇာတ်ကားဖြစ်ပါတယ်ပြောနေသူမှာကရက်ခန့်မှာရေဒီယိုကက်ဆက် TV ဆရာဝင်ဦးကျော်ဝင်ဖြစ်တယ်ရုံခံဖွင့်ပြီးဒီမှာလာပိုင်းမြောက်အရေးခင်းလွင်နှစ်လောင်းဝင်ကျင်ဖြစ်တော်လေဝင်ထွက်သွားလောင်းပြောဆိုဆက်ဆံမှုများများလာတဲ့အခါမှာတော့ မြင်ရဟင်းကောင်းခင်ရဆွေမျိုးဆိုသလိုဖြစ်သွားခဲ့ရပါတယ်သူကစာရေးသူတို့အဖွဲ့ထဲမှာဒေါက်တာများများကဥကျော်ဝင်းလို့တော့နာမည်ကိုအပြည့်စုံမခေါ်တော့ဘဲဥကျော်လို့တော့ခေါ်နေကြပါပြီဟာဘယ်လိုလဲဥကျော်ရဒေဝရခမန်စီကြောညာနေတာလားဗျစာရေးသူကသူ့ရဲ့ဘေးမှာခုံလွတ်မဝင်ထိုင်ရင်းနဲ့စာသလိုနောက်သလိုနဲ့ပဋိသန္ဓေယပြုလိုက်ရပါတယ်ဥကျော်ဝင်းက အကြေးကြီးအမှုမှုမှန်စေကြောင့်ညာနေခြင်းမဟုတ်ကြောင်းတဲကြီးကြောက်စီကြောက်တခြားဘာကြောက်ပဲဖြစ်ဖြစ်ကြောက်တဲ့ရောဂါမှန်သမျှသတ္တပျောက်ကင်းတဲ့စိတ်မိတို့တက်လက်ကြောင်းပြောနေခြင်းဖြစ်ကြောင်းပြန်ပြီးတော့ရှင်းပြပါရစေ။ရုံငန်းထဲမှာတော့မြို့နယ်ဆိုင်ရာဆရာအသင်းရဲ့နာယကဆရာကြီးဦးကျော်တင်ဟန်းတမိုင်းသူတည်တည်ဆရာဇော်လွန်ဦးကြီးဆုံးပေါင်းပြီးဆရာဇော်ဝင်းညီစံဦးအောင်မြင့်အောင်တာတုဆရာမျိုးဝင်းနဲ့ ဆရာလာဖုံးမြင့်တို့လည်းရှိနေကြပါသည်ဥကျော်ပြောပြတဲ့စင်းဒီမှာတခြားသူများနဲ့သက်ဆိုင်မှုမရှိတော့လေမိသူမမိသူမပြန်လဲမင်းမြန်ခြင်းဝေဖန်အကြံပြုခြင်းမရှိကြသဖြင့်ဆရာသူနဲ့တော့တိုက်ရိုက်သက်ဆိုင်နေသဖြင့်စိတ်ဝင်စားသွားမိပါတယ်ဒါကြောင့်ဆရာသူကပဲစင်းဒီလေးကိုပြောပြသေးလို့ကြောင်းမိမိရဲ့အမျိုးသမီးမှာသဲကျေကျောက်ဝေဒနာရှင်တူဖြစ်ပါကြောင်းမျိုးဒုက္ခမှာပြတ်တပ်ပြီး ECG အထောက်ဆောင်စတဲ့ အစင်းမြင့်ဤပညာများနဲ့စံသက်လို့ယောဂါရှောက်ပွေကြရောသေးကြည့်ကြောက်ဖြစ်နေပါကြောင်းတောက်စေးတလားသာပေးလိုက်ပြီးတော့အဒီတောက်စေးတလားသာပြီးလို့မှမတက်တာပါက ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ကြောင်းခွဲစိတ်ရမှာကိုအကြောက်လွင်ပြီးတော့ပေးလိုက်တဲ့စေးများကိုအချိန်မှန်မှန်တောက်ရုံများမကဥကြောကဲ့သို့ပြောလာသမျှတော့မြမစေးမီတို့များကိုလည်းတခုမှကြမ်းလိုက်ပြီးတော့လှုပ်ခဲပါကြောင်းကြောက်ကွဲပင်ရဲ့အရွက်ကို သုံးခွက်တစ်ခွက်တင်ကျိုးလို့တောက်ချင်းအမေသားနဲ့ကြောက်ဖျုံသည်ချက်စားချင်း ကြောက်ဖျုံသည်ရဲ့အသားကိုချစ်ပြီးတော့ရှာလကာကြီးနဲ့ခလောက်ခါတောက်ချင်းဝတ်သားနဲ့ပေးသားချက်စားချင်းကြောက်ကြီးစေးကိုဝဲယူသုံးဆွဲချင်းစသဖြင့်သုံးတကားစေရောလုတ်ခဲပါကြောင်းယနေ့ထိသုံးနှစ်ခန့်မခွဲမစိတ်ရပဲတတ်တာခဲ့တယ်လို့ဆိုရမှာဖြစ်တော့လေရှင်းရှင်းလင်းလင်း လုံးဝတက်တာပျောက်ကင်းသွားခြင်းမျိုးမဟုတ်ရပါကြောင်းတစ်လတစ်ခါနှစ်လတစ်ခါသာသဖြင့်အစတော့အနေတိုင်းမှားတဲ့အခါမျိုးမှာပြန်ပြန်အောင်ခြင်းဖြစ်ခြင်းမှာကြောင်းလို့ဖြစ်ပါ၍မိမိရဲ့အမျိုးသမီးတွေသာမကောက်မြည်သည့်ကြောက်တဲ့ယောဂဝေဒနာရှင်များကိုမဆိုးအတုံးပြနိုင်မရန်အတွက်စေဝါဒါနပြုစေခြင်းမှာကြောင်းပြောပြရပါသည်ဦးကျော်ပြောပြတဲ့စေနီကတော့ကျဟင်းရွက်လို့ခေါ်သောနွယ်လင်းရွက်နဲ့ ကြက်ရိုးကိုအည်တော့အည်များများနဲ့ချက်ပြီးတော့တောက်ရံဖြစ်ပါလိမ့်။ဥကျော်သတိထက်ပြီးတော့ပေးဒီမောင်စီကိုတော့ထဲတဲ့ဆိုယုံတော့စီမများစီရန်အနေငယ်သာထက်ပြီးတော့အနေငယ်သာထက်ပြီးတော့ချက်ရံဖြစ်ပါလိမ့်။မြည်တိကြောက်တဲ့ရောဂါဝေဒနာရှင်ကိုမဆိုတိုက်ဆိုင်မှုရှိပါကအသုံးပြုနိုင်မရန်အတွက်ထက်စင်ဒါနာပြုလည်းရပါလိမ့်။ဥကျော်ဝင်းကိုဒီစာစုဖြင့်ကျေးဇူးဥပကရာ အထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ပါသည်။ဟုတ်ကဲ့။နောက်ဆက်အောက်ပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့စာရေးသူဆရာကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်း။ဟုတ်ကဲ့ပါ။စာအုပ်စာပေဖတ်ရှုပြီးဘုဒ္ဓရှာဖွေရတော့ဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရှေ့လူကြီးဘိုးဘွားမိဘပိန်တော်သမားတို့ကြီးများ ရေးသားပြုစုထားရပေးခဲ့ပါတော့ကျမ်းမာရေးဆက်လက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြ တင်ဆက်ပေးနေပါပြီခင်ဗျာ။